ကာလီစွာပါဒီကနေ့အော်တိုဘားလ30ရက်နေ့နရစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမဟန္နာက တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့စစ်တွေမြို့နယ်ကကြေးရွာအချို့ကိုစစ်တပ်ကမီးရှို့တဲ့သတင်းကြောက်ဖြူမှာနယ်ပြန်တဲ့ကိုဝင်ဆောင်အမျိုးသမီးတချို့အပါအဝင်ဒေသခံ20ကျော်ကိုစစ်တပ်စစ်ရေးရင်ဖမ်းဆီးလိုက်တဲ့သတင်းနဲ့ စစ်တွေအခြေဆိုင်တပ်ရင်းတစ်ခုကအေးအေးထိန်းချုပ်ထားတဲ့ပေါက်တော်မြို့နယ်ကိုလက်နက်ကြီးနဲ့လှမ်းပစ်တဲ့အတွက်၅နှစ်အရွယ်မိန်းကလေးတစ်ယောက်သေဆုံးပြီး၂ယောက်ပြင်းထန်ဒဏ်ရာရတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။ မြန်မာစစ်တပ်ဟာသူတို့ထိန်းချုပ်မှုအောက်မှာရှိနေသေးတဲ့စစ်တွေမျိုးတွေကရခိုင်ကျေးရွာအချို့ကိုစတင်မိရှုနေတယ်လို့သတင်းရရှိပါတယ်။မိရှုခံရတဲ့ကျေးရွာတွေအထက်မှာစစ်တွေမျိုးမြောက်ဘက်အမြင့်ကျွန်အနီးဝန်းကျင်မှာတည်ရှိတဲ့ချီလဲပင်ကျေးရွာနဲ့ဝဘိုအနီးမှာတည်ရှိတဲ့သိန်းတန်တဲ့ရွာတန်ကျေးရွာတို့ဖြစ်ကြတယ်လို့သိရပါတယ်။ယမန်နေ့အော်တိုဘာ29ရက်နေ့ညကမီးရှို့ခဲ့တယ်လို့ဒေသခံတယောက်ကပြောဆိုပါရယ် အဲ့ဒီရွာတွေကိုမိရှို့ရတဲ့အကြောင်းအရင်းကိုအတိအကျမသိရသေးပေမဲ့လည်းခြေကုပ်ယူပြီးအာရခတ်တော်ကစစ်တွေကိုတိုက်ခိုက်လိုက်နိုင်တာကြောင့်စတင်ရှင်းလင်းတာဖြစ်နိုင်တယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်အခုရက်ပိုင်းအတွင်းအမြင့်ကျွန်းကျွော်မှာတက်ဆွဲထားတဲ့တက်သားတွေအာရခတ်တော် AAC လက်နက်ချထားတဲ့သတင်းတွေထွက်ပေါ်နေပြီးအခုမီးရှို့မှုဟာစစ်သားတွေထွက်ပြေးသွားတာနဲ့လည်းသက်ဆိုင်နိုင်တယ်လို့ဒေသခံတချို့ကသုံးသပ်ပါတယ်။ စစ်တွေမျိုးပတ်ပတ်လည်းမှာအာရခတတ်တော်အေအေနဲ့မြန်မာစစ်တပ်တို့အကြားနှစ်ဖက်စစ်ရေးတင်းမှမူမြင့်တက်လာနေပြီးလက်ရှိနှစ်ဖက်လက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်တာတွေရှိနေပါတယ်ရှင်။စစ်ကော်မရှင်တပ်ထိန်းချုပ်ထားတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာမြို့ပေါ်ကနေနယ်ကိုပြန်တဲ့ကိုဝန်ဆောင်အမျိုးသမီးတချို့အပါအဝင်ဒေသခံ20ကျော်ကိုအောက်တိုဘာ26ရက်ည8နာရီလောက်မှာစစ်တပ်ရေရင်တစည်းကဖမ်းဆီးလိုက်တယ်လို့သိရပါဗျ စစ်ကော်မရှင်တပ်ထိန်းချုပ်ထားစေရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာမြို့ပေါ်ကနေနယ်ကိုပြန်တဲ့ကိုဝင်ဆောင်အမျိုးသမီးတချို့အပါအဝင်ဒေတာကန်20ကျော်ကိုအောက်တိုဘာ26ရက်ည8နာရီလောက်မှာစစ်တပ်ရဲရင်တစည်းကဖမ်းဆီးလိုက်တယ်လို့သိရပါတယ်ကြောက်ဖြူမြို့ပေါ်မှာပိတ်မိနေသူတွေတဲကကိုဝင်ဆောင်အမျိုးသမီးတချို့အပါအဝင်ဒေတာကန်20ကျော်ဟာအောက်တိုဘာ26ရက်ည8နာရီလောက်ကမိမိနေရက်ကိုပွဲစားဥဆောင်နဲ့ဆက်လီနဲ့ထွက်လာတဲ့အချိန်ဖမ်းဆီးခံခဲ့ရတာပါ ကင်းလဲ့နေတဲ့အကြံဖတ်စစ်တပ်ရဲ့နေပြည်တော်ကတွေ့ရှိသွားတဲ့အတွက်အဲ့ဒီလိုဖမ်းဆီးခံလိုက်ရတာလို့ကြောက်ဖြူမျိုးခံတယောက်ကနရီစရာကိုပြောပါတယ်ဖမ်းဆီးသွားတဲ့သူတွေကိုကြောက်ဖြူမျိုးမရဲစခန်းကိုပို့လိုက်ပြီးပွဲစားကတော့ပေါ်မလာဘူးလို့ဒေသခံတွေကပြောပါတယ်ရှင် အကြံဖက်မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့စစ်တွေတပ်ရင်းတစ်ခုကအာရခတပ်တော် AA ထိန်းချုပ်ထားတဲ့ပောက်တော်မျိုးတွေကလူနေကျေးရွာတွေကိုလက်နက်ကြီးနဲ့လှမ်းပစ်တဲ့အတွက်၅နှစ်အရွယ်မိန်းကလေးတစ်ယောက်သေဆုံးပြီး၂ယောက်ပြင်းထန်ဒဏ်ရာရရှိသွားပါတယ်။ အကြမ်းဖက်မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့စစ်တွေတပ်ရင်းတစ်ခုက အာရခတပ်တော် AA ထိန်းချုပ်ထားတဲ့ပောက်တော်မျိုးနယ်မှာလူနေကျေးရွာတွေကိုလက်နက်ကြီးနဲ့လှမ်းပစ်တဲ့အတွက်၅နှစ်အရွယ်မိန်းကလေးတယောက်သေဆုံးပြီးနှစ်ယောက်ပြင်းထန်ဒဏ်ရာရရှိသွားခဲ့ပါတယ်။သေဆုံးသွားတဲ့မိန်းကလေးငယ်ကပောက်တော်မျိုးနယ်တောင်ညူရွာက အဖအူးနေစောထွန်းရဲ့သမီးမတ်စင်ချိုဤ၅နှစ်ဖြစ်ပါတယ်။ အော်တိုဘာ29ရက်နေ့လည်း2နာရီလောက်မှာစစ်တွေမျိုးအခြေဆိုင်တပ်ရင်းတစ်ခုကနေတိုက်ပွဲဖြစ်ပွားတာလည်းတစုံတရာမရှိဘဲနဲ့တောင်ညူရွာဘက်ကိုလက်နက်ကြီးနဲ့၅ချိန်လောက်လမ်းပစ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတွေကလက်နက်ကြီးကြီးတလုံးဟာတောင်ညူရွာတဲကိုကြားရောက်ပောက်ကွဲခဲ့ရာကနေမိန်းကလေးငယ်ရဲ့ဦးကောင်းကိုလက်နက်ကြီးကြီးစားထိမှန်ခဲ့ပြီးအဲ့ဒီနေရာမှာပဲပွဲချင်းပြီးတိတ်ဆုံးသွားခဲ့ရပါတယ်။ ။ဒဏ်ရာရသူနှစ်ယောက်ကတော့တိတ်ဆုံးသွားသူမတ်စင်ချိုဤရဲ့ဖခင်ဥနေဇော်ထွန်းနဲ့အဲ့ဒီရွာကဥမောင်စိန်ဝင်းတို့ဖြစ်ကြပါဗျ။လက်ရှိဒဏ်ရာရရှိသွားတဲ့သူတွေကိုတော့အရေးပေါ်စိတ်ကူးသားမှုခံယူဖို့နိဆက်ရာဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါဗျရှင်။လက်ရှိတန်ရာရရှိသွားသူတွေကိုတော့အရေးပေါ်စိတ်ကူးသားမှုခံယူဖို့နိစက်ရာဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါတယ်ရှင်။ ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးတော့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်ပြည်တွင်းသတင်းသဘောအနေနဲ့စစ်ကော်မရှင်နဲ့ TNL တို့အပြစ်ရက်စဲရေးသဘောတူပြီးမိုးကုန်းနဲ့မိုးမိတ်မျိုးတို့ကနေ TNL တက်တွေပြန်လဲဆုတ်ခွာမဲ့တဲ့ ရှမ်းမြောက်မှာတိုက်ပွဲပြင်းထန်နေတဲ့စစ်ကော်မရှင်နဲ့ထအန်တက် TNL တို့ဟာတရုတ်ရဲ့ညှိနှိုင်းပေးမှုနဲ့အပြစ်ရစရေးတဘောတို့လက်မှတ်ရေးထိုးလိုက်ပြီလို့ဒီကနေ့အောက်တိုဘာ29ရက်မှာ TNL ကထုတ်ပြန်ပါတယ်။ PSLF TNLA ကဒုတိယဗိုလ်ချုပ်ကြီးတာချုပ်ကြာဦးဆောင်နဲ့ကိုယ်စားလှယ်အဖွဲ့နဲ့စစ်ကော်မရှင်ဘက်ကဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်နဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့တို့ဟာတရုတ်နိုင်ငံ အထူးကိုယ်စားလှယ်မစ္စတာတိတ်ရှိကျွန်းရဲ့ဂျားဝင်ညှိနှိုင်းမှုနဲ့ကိုကြိမ်မြောက်တွေ့ဆုံဆွေးနွေးခဲ့တာပါ။ ဲ့ဒီဆွေးနွေးပွဲကိုတရုတ်နိုင်ငံကုမင်းမြို့မှာ အော်တိုဘာလ28ရက်နဲ့28ရက်တို့ကပြုလုပ်ခဲ့ပြီးအဲ့ဒီဆွေးနွေးပွဲမှာ အော်တိုဘာ29ရက်ကစလို့နှစ်ဖက်အပြန်အလှန်အပြစ်အခက်ရက်စရည်သဘောတူညီခဲ့ကြတာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါဗျာ။ ဲ့ဒီစတေနေခွဲရဲ့သဘောတူညီချက်တွေတွေက TNL သိမ်းပိုက်ထားတဲ့မိုးကုံနဲ့မိုးမိတ်မြို့နယ်တို့ကနေထက်အန်တက်တွေပြန်လဲဆုတ်ခွာมาဖြစ်ပြီးထက်အန်ဒေတာကိုလည်းမြန်မာစစ်တပ်ကလေရင်ဘုံကျဲတာထိုးစစ်ဆင်တိုက်ခိုက်တာတွေမပြုတ်လုပ်ဖို့ပါဝင်တယ်လို့သိရပါတယ် TNLA နဲ့စစ်ကော်မရှင်တို့အခုလိုတွိတ်ဆုံပွဲမပြုလုပ်မီဒီလအတွင်းစစ်ကော်မရှင်တပ်က TNLA ထိန်းချုပ်နယ်မြေကမြို့ရွာတွေကိုလေကြောင်းကနေပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တဲ့အတွက်အရက်သားပြည်သူတွေသိဆုံးဒဏ်ရာရမှုတွေလည်းရှိခဲ့ပါတယ်ရှင်နိုင်ငံတကာသတင်းတပုတ်အနေနဲ့မြန်မာနိုင်ငံအွန်လိုင်းလိမ်လည်မှုစင်တာကထွက်ပြေးလာတဲ့အိန္ဒိယနိုင်ငံသား900ကိုလေယာဉ်နဲ့ပြန်ခေါ်မဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။ အိန္ဒိယနိုင်ငံသားရေးဝင်ကြီးဌာနပြောရေးဆိုခွင့်ရှိသူရန်တီယာဂျိုင်ဆယ်ကထိုင်းနိုင်ငံရှိအိန္ဒိယတန်ယုံဟာမြန်မာနိုင်ငံအွန်လိုင်းလိမ်လည်မှုစင်တာကထွက်ပြေးလာကြတဲ့အိန္ဒိယနိုင်ငံသားတွေကိုပြန်ခေါ်မယ်လို့ဆိုပါရဲနိုင်ငံသားဟုတ်မဟုတ်ကိုအတိပြုဖို့စစ်ဆေးနေပြီးသူတို့ကိုပြန်လည်ခေါ်ယူဖို့ထိုင်းနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ပြောကြခဲ့ပါရဲမြန်မာနိုင်ငံနယ်စပ်ရှိအွန်လိုင်းလိမ်လည်မှုစင်တာကနေထွက်ပြေးလာကြတဲ့ အိန္ဒိယနိုင်ငံသား900ခန်းကိုပြန်လည်ပို့ဆောင်ဖို့အတွက်ထိုင်းနိုင်ငံကိုလေရင်ဒဇင်းစေလို့ဖို့အိန္ဒိယကစီစဉ်ထားတယ်လို့ထိုင်းဝန်ကြီးချုပ်အနုတင်ကလည်းအတည်ပြုပြောကြားခဲ့ပါတယ်။ပြီးခဲ့တဲ့အပတ်ကစပြီး KK Pack Cyber ရာဇဝဲမှုကိုမြန်မာစစ်တပ်ကစစ်စင်ရေးတွေပြုလုပ်ခဲ့ပြီးနိုင်ငံပေါင်း28နိုင်ငံကလူထောင်900ကျော်ဟာထိုင်းနယ်စပ်မြို့မဲဆောက်ကိုထွက်ပြေးခဲ့ကြတယ်လို့ထိုင်းဒေသဆိုင်ရာအာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။ မြန်မာနယ်စပ်မြဝတီမြို့အနီးရှိ KK ဖက်ဟာနိုင်ငံတကာစိုက်ဘာလိမ်လည်မှုတွေမှာပါဝင်ပတ်သက်မှုအတွက်နာမည်ဆိုးနဲ့ကြော်ကြားနေတယ်လို့ဆိုပါတယ်။အိန္ဒိယကိုပြန်မဲ့အိန္ဒိယနိုင်ငံသား900အထက်တရားဝင်စီစစ်အတည်ပြုခြင်းလုပ်ငန်းစဉ်ကိုအချိန်မြင့်တွင်ပို့အိန္ဒိယတန်အမတ်ကြီးဟာထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနအကြီးအကဲနဲ့တွေ့ဆုံမှာဖြစ်တယ်လို့ထိုင်းဝန်ကြီးချုပ်အနုတင်ကပြောကြားခဲ့ပါတယ်ရှင်။ နရစရာသတင်းဌာနကနိုင်စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narisara.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube, Telegram တို့မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရစရာရုပ်တံကို ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးကျမရှင်လန်းကြပါစေရှင်။